ဒီနေ့ဗီဒီယိုလေးမှာတော့အဝတ်မပါပဲအိတ်ချင်းနဲ့ကောင်းကျိုးများကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြက်ဖက်ကိုလုံးတိအိတ်ချင်းဆိုတာကကိုခန္ဓာမှာပေါ့နော်။ကိုရဲ့အဝတ်အစားတွေအကုန်လုံးကိုချွတ်ပြီးတော့အိတ်ဓာတ်ကိုပြောတာဖြစ်ပါတယ်။အဲ့လိုမြဖက်ကိုလုံးဒီအိတ်ဆက်ချင်းရဲ့အကျိုးကျေးဇူးတွေကအများကြီးရှိပါတယ်။အဲ့ဒီထဲမှာမှဒီအကျိုးကျေးဇူးဆက်ချက်ကိုဒီဗီဒီယိုလေးမှာပြောပြပေးသွားမှာဖြစ်ပါတယ်နော်။နံပါတ်၁ချက်အနေနဲ့ပူပြီးလင်းလင်းမြန်မြန်အိတ်ပျော်စေနိုင်ခြင်းပဲဖြစ်ပါတယ်။ ပုံမှန်အခြေအနေဆိုလို့ရှိရင်လူတယောက်ကအိရာထဲဝင်လိုက်တာနဲ့တန်းပြီးတော့အိမပျော်တတ်ကြပါဘူးအိပျော်ဖို့အတွက်အချိန်ယူခဲ့ရပါတယ်ကိုခန္ဓာကအပေါ်ချိန်ဟာအိပျော်စေတယ်ပေါ့နော်ခလောက်တစ်ခုလိုမျိုးတဝင်းထန်းဆောင်ပေးရပါတယ်အိရာထဲရောက်ပြီဆိုတာနဲ့ဒီခန္ဓာကိုရဲ့အပေါ်ချိန်ဟာတဖြည်းဖြည်းနဲ့ကြာဆင်းပြီးတော့အိတော်မျိုးလိုတတိပေးလိုက်ပါတယ်အဲ့ဒီအခါမှာဟုံးနောက်ကပေါ့နော် ဒီအိပ်ပျော်စေတဲ့ melatonin ဟော်မုန်းကို ထုတ်ပြီးပြီးတော့အိပ်ပျော်ပါတော့တယ်အဝတ်အစားနဲ့အိပ်တဲ့သူကအိပ်တဲ့အဆင့်ကိုရောက်ဖို့အတွက်အချိန်ယူရပါတယ်ဒီကုလုံးတိအိပ်တဲ့သူတွေကြတော့ကိုဟန္တာရဲ့အပိုရှင်ကအချက်ချင်းကြသွားပြီးတော့ခလောက်ကိုစောစောနေသွားတယ်လို့မျိုးပေါ့နော်မြင်မြန်ဆန်းဆန်းအိပ်ပျော်သွားကြပါတော့တယ်နံပါတ်၄ချက်အနေနဲ့နင်းနေချိုက်ချိုက်အိပ်ပျော်စေခြင်းပဲဖြစ်ပါတယ်ကိုယ်လုံးဒီအိတ်ဆက်ချင်းဟာဆိုလို့ရှိရင်ဒီလင်းလင်းမြင်းမြဲအိတ်ဆက်တယုံတာမကပဲနိနေချိတ်ချဲအိပ်ပျော်စေနိုင်ပါတယ် လူတယောက်ကနည်းနည်းချေချေအိပ်ပျော်ဖို့ဆိုလို့ရှိရင်အပိုချိန်က15ဒီဂရီကနေပြီးတော့16ဒီဂရီကြားမှာရှိရမယ်လို့လိလသူတွေက ပြောကြပါတယ်2000စနစ်မှာလုတ်ခဲ့တဲ့လိလမှုတစ်ခုကဘူလွန်ချင်းအေလွန်ချင်းဟာအုံနောက်နဲ့အာယုံကျော်စနစ်မှာလှမ်းဆန်းစီတဲ့ REM8 စစ်ချင်းကိုနောက်ရှစ်စီတယ်လို့ဆိုပါတယ် ဒီကုလုံးတိအစ်စချင်းဟာဆိုလို့ရှိရင်ခန္ဓာကိုယ်ရဲ့အပိုရှင်ကိုပေါ့နော်အမြဲတမ်းအေးနေအောင်ထိန်းသိမ်းနိုင်တဲ့အတွက်ကြောင့်မိနစ်ချက်ချက်အိပ်ပျော်စေနိုင်ပါတယ်။နံပါတ်၃ချက်အနေနဲ့အရည်ပြားကျန်းမာရေးကိုကောင်းမွန်စေခြင်းဖြစ်ပါတယ်။ဒီကုလုံးတိအစ်စချင်းဟာဆိုလို့ရှိရင်နှစ်နှစ်ချက်ချက်အိပ်ပျော်ရုံသာမကပဲအရည်ပြားကျန်းမာရေးကိုပါကောင်းမွန်စေတယ်လို့လိလတို့တွေကပြောကြပါတယ်။အိပ်ရည်ခဏခဏပြတ်တဲ့သူတွေကအနာပိုလွယ်တယ်လို့ပြောကြပါတယ်။ပြီးတော့2018က လုတ်ခဲ့တဲ့သူတည်သနာတစ်ခုကိုပြောပြပါမယ်။ဒီသူတည်သနာအထဲမှာဆိုလို့ရှိရင်ဒဏ်ရာရတဲ့သူတွေကိုအုပ်စုသုံးစုခွဲလိုက်ပါတယ်။ပထမအုပ်စုကတော့နိနစ်ဆိုင်ချအိပ်ပျော်စေပါတယ်။ပြီးတော့ဒုတိယအုပ်စုကိုကြတော့အိပ်ကြီးပြတ်အောင်လုပ်ထားပါတယ်။တတိယအုပ်စုကြတော့အိပ်ကြီးပြတ်အောင်လုပ်ထားပေမယ့်အခြားဗိုက်တာမင်နဲ့အာဆီတိုက်ကျွေးထားပါတယ်။အဲ့ဒီအုပ်စုတွေကိုလေ့လာကြည့်တဲ့အခါမှာနိနစ်ဆိုင်ချအိပ်ပျော်စေတဲ့အုပ်စုက နာကျင်နှုန်းကအမြင့်ဆုံးဖြစ်နေတာကိုတွေ့ရပြီးတော့ဗီတာမင်နဲ့တတုတ္တတွေတိုက်ကျွေးခံရပြီးတော့အရေးပြတဲ့ဒုတိယအုပ်စုကတော့ဒုတိယအုပ်စုနဲ့တိတ်မကွာချဖို့ဆိုတာကိုလည်းတွေ့ရပါတယ်။ဒါကြောင့်မို့လို့ဂူလုံးတိအိတ်ဆက်ချင်းဟာနည်းနည်းချိုက်ချိုက်အိပ်ပျော်စေပြီးတော့အရေးပြချမ်းမကြီးကို အကျိုးရှိစေနိုင်ပါတယ်။နံပါတ်၄ချက်အနေနဲ့စိတ်ဖြစ်စေမှုနဲ့စူးရင်ပူပန်တော့ကတွေကိုရော့ချပြေးခြင်းပဲဖြစ်ပါတယ်။ အရေးခဏခဏပြတဲ့သူတွေကစိတ်ဖြစ်စေမှုများတဲ့စူးရင်ပူပန်မှုများတွေကပိုများပါတယ်။ဘာဖြစ်လို့လဲဆိုတော့အရေးပြက်ပြီဆိုလို့ရှိရင်စိတ်ဖြစ်စေမှုများတဲ့ဟော်မုန်းတွေကပိုထွက်တတ်လို့ပဲဖြစ်ပါတယ်။2020မှာလုတ်ခဲ့တဲ့လိလာမှုတစ်ခုအရဆိုလို့ရှိရင်အရေးခဏခဏပြတ်တဲ့သူတွေကပေါ့နော်စိတ်တကြဝေဒနာကိုခံစားရပြီးတော့ကိုကိုကိုတတ်သိနိုင်ချေအများဆုံးဖြစ်နိုင်တယ်လို့ဆိုပါတယ်။ဒါကြောင့်မို့လို့ ကိုလုံးတိအိတ်ဆက်ချင်းဟာနိနေချိုက်ချိုက်အိပ်ပျော်စီတဲ့အတွက်ကြောင့်မလို့စိတ်ဖြစ်စီမှုနဲ့ပူပန်ဒေါကရောက်တာတွေကိုလည်းရောချပေးနိုင်ပါတယ်။နံပါတ်5ချက်အနေနဲ့ကိုယ်လေးချိန်မတိုးဖို့ကောက်ွယ်ပေးခြင်းပဲဖြစ်ပါတယ်။2020နှစ်ကလီလာမှုတစ်ခုမှဆိုလို့ရှိရင်ညဖြစ်အိတ်ချိန်9နာရီထက်ကျော်နေတဲ့သူတွေဟာကိုယ်လေးချိန်ကိုပိုတိုးနိုင်တယ်လို့ဆိုကြပါတယ်။ညဖြစ်အိတ်ချိန်မှာကိုခန္ဓာရဲ့အပူချိန်က အေးအောင်ထင်းထားပေးနိုင်ခြင်းဟာခန္ဓာကိုယ်ဟာမတိုးအောင်ကာဝယ်ပေးတာပဲဖြစ်ပါတယ်။နံပါတ်6ချက်အနေနဲ့နှလုံးယောဂါနဲ့အမျိုးအစားနှစ်ဆေးချိုယောဂါကို ရော့ချပေးခြင်းပဲဖြစ်ပါတယ်။2016စစ်တမ်းဒီရရနိနေချက်ချက်အိပ်ပျော်ခြင်းဟာဒီအမျိုးအစားနှစ်ဆေးချိုယောဂါနဲ့နှလုံးယောဂါဖြစ်နိုင်ခြေကိုပါရော့ချပေးနိုင်တယ်လို့ဆိုပါတယ်။နံပါတ်9မိမကူကျန်းမာရေးကိုပိုကောင်းစေခြင်းပဲဖြစ်ပါတယ်။အဝတ်အစားတွေကိုတင်းတင်းကျပ်ကျပ် ဝက်ပြီးတော့အိဒါကခန္ဓာကိုယ်ပေါ့နော်ချွေးပူပြီးတော့ထွက်စေတဲ့အတွက်ကြောင့်မို့လို့အရေပြားမိုးဆွဲတာတွေဖြစ်နိုင်ပါတယ်အထူးသဖြင့်အမျိုးသမီးတွေရဲ့အမျိုးမကိုမှာမိုးဆွဲစေနိုင်ပါတယ်ကိုလုံးတီး အဲ့ဆက်ချင်းဟာအကြီးပြားရဲ့အပိုးရှင်ကိုထိမ့်ပြီးတော့ချွေးထွက်တာနေသွားပြီးတော့လေဝင် လေထွက်ကောင်းစေပြီးတော့မိမကိုကျန်းမာရေးကိုလည်းပိုကောင်းစေနိုင်ပါတယ်။နံပါတ်၈ချက်အနေနဲ့အမျိုးသားတွေရဲ့အမျိုးပွားနိုင်စွမ်းကိုပိုမိုကောင်းစေခြင်းပဲဖြစ်ပါတယ်။ကိုလုံးတဲ့အဲ့ဆက်ချင်းကအမျိုးသမီးတွေအတွက်ပဲအကျိုးရှိစေတာမဟုတ်ပါဘူးနော်။အမျိုးသားတွေပါ music ပွားကျန်းမာရေးကိုပါအထောက်အပံ့ပေးပါတယ်။၂၀၁၈မှာ လိလာမှုတစ်ခုမှာပေါ့နော်အောက်ခံပေါင်းကြီးကိုတင်းတင်းကြပ်ကြပ်ဝတ်ထားတဲ့အမျိုးသားတယောက်ဟာဆိုလို့ရှိရင်တုတ်ကောင်ထုတ်လုပ်မှုကိုညော့နေသွားစေနိုင်တယ်လို့ဆိုထားပါတယ်ကိုလုံးတိအဆက်ချင်းကမွေးစိတ်တွေကိုအေးမြအောင်ကိုလုံးပြီးနိုင်တဲ့အတွက်ကြောင့်မလို့ဒီတုတ်ကောင်ထုတ်လုပ်မှုကလည်းကိုအားကောင်းစေနိုင်ပါတယ်နံပါတ်6ချက်အနေနဲ့ကိုကိုကိုယုံကြည်မှုတိုးပွားစေနိုင်ခြင်းပဲဖြစ်ပါတယ်2021မှာလိလာမှုတစ်ခုမှာဆိုလို့ရှိရင် ကိုယ်လုံးတိအိပ်ဆက်ခြင်းနဲ့ကိုကိုကိုယုံကြည်မှုရှိခြင်းကဆက်ဆက်နေပါတယ်။ နံပါတ်30ချစ်တူချင်းပြီးတော့လင်မယားချင်းချစ်ချင်းမေတ္တာကို ကိုတိုးပွားစေခြင်းပဲဖြစ်ပါတယ်။အောက်ဆီတိုရှင်ဟော်မုန်းကိုချစ်ချင်းမေတ္တာကိုကိုစားပြုတဲ့ဟော်မုန်းလို့သတ်မှတ်ထားကြပါတယ်။အဲ့ဒီဟော်မုန်းကိုထွက်လေလေတအိုးနဲ့တအိုးကိုချစ်လေလေပဲဖြစ်ပါတယ်။လင်မယားချင်းချစ်တူချင်းချင်းကိုလုံးတီးဖက်ပြီးတော့အေစင်တာကအောက်ဆီတိုရှင်ဟော်မုန်းတွေပိုထွက်စေတဲ့အတွက်ကြောင့်မလို့အချစ်တွေလည်းပိုပြီးတော့အတိုးစေနိုင်ပါတယ်။ပြည်လာမှုတွေအရပြောကြပါတယ်နော်။ နှီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တကူလုံးချွတ်ပြီးတော့အိတ်ဓာကအကျိုးအများကြီးပေးတဲ့အတွက်ကြောင့်မို့လို့ကိုလုံးတိအိတ်ဖို့အကြံပေးခြင်းပါတယ်ဒီနေ့တော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်